ဒီခအားလုံးပဲမင်္ဂလာပါရှင်။စုတီနေပေါ့နော်။ထိုင်းတုံယံပဇွန်ဟင်ချက်နီလေးတစ်မျိုးကိုလာပြီးချက်ပြမှာဖြစ်ပါတယ်။ဒီထိုင်းတုံယံပဇွန်ဟင်ချက်နီလေးကထိုင်းလိုမျိုးဆိုရင်တုံယံကုန်းလို့ခေါ်ပါတယ်ပေါ့နော်။ဒီတုံယံကုန်းကလိုမျိုးချက်ရတယ်လဲ၊ဘာတွေပါဝင်တယ်လဲဆိုရင်စုနဲ့တူလိုက်ကြည့်ကြပါရှင်။ဟုတ်ကဲ့ပါပေါ့နော်။ပါဝင်တာလေးတွေကိုပထမအဦးဆုံးပြောပြသွားမှာကဒီမှာပေါ့နော်။ပဇွန်ပါပေါ့နော်။ပဇွန်ကရှမ်းလိုမျိုးဆိုရင်ကုန်းလို့ခေါ်ပါတယ်ပေါ့နော်။ပြီးသွားပြီးဆိုလို့ဆိုရင်ဒီကခရမ်းချင်းသီးလေးပါမယ်။ပြီးလို့ဆိုရင် င်ဒဲကောလည်းပါမယ်တက်သွန်နေလည်းပါမယ်တမယာသီးလေးလည်းပါမယ်ပြီးလို့ဆင်အဒီကအမွေးရွက်တူပေါ့နော်နန်းနန်းပင်စားနန်းနန်းပင်ပြီးလို့ဆင်အဒီကရှောက်ရွက်ဘိုင်မကုပေါ့နော်ပြီးလို့ဆင်စပလင်ပေါ့နော်ပြီးလို့ဆလဆင်အဒီမှာကြတော့ကြက်သွန်ဖြူငရုတ်သီးအတောက်လေးပေါ့နော်အစိုက်တောက်နဲ့အနှင်တောက်ရောထားတာဖြစ်ပါတယ်ပြီးလို့ဆလဆင်အဒီမှာကြတော့ရေလေးနဲ့တုံယောင်ဆိုတော့ရေလိုအပ်တယ်ပြီးလို့ဆလဆင်အဒီမှာကြတော့နှုတ်စိုက်လာဟာအဲ့ဒါလေးကိုတုံယောင်ထဲမှာထပ်မဲ့အဒီနှုတ်စိုက်လေးကိုပါမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါအဲ့ဒါပါဝင်တာလေးတွေကိုပထမဦးဆုံးတစ်ခါပြောပြပြီးသွားပြီဆိုတော့နောက်ထပ်ပါဝင်တဲ့အရသာ အနှစ်လေးတွေကိုဆက်ပြီးပြောပြမှာဖြစ်ပါတယ်ပထမဦးဆုံးမှာကြတော့ဒီမှာပေါ့နော်ထိုင်းငရုတ်ဒီအကြက်လားအဲ့အဲ့ဒါလေးပေါ့နော်နမ်ဖရစ်ဖောက်လို့ခေါ်ပါတယ်ပေါ့နော်ဒါလေးပါမယ် လို့ဆိုရင်ဒီမှာကျတော့နမ်ပရာငမြရည်ပေါ့နော်ဒီမှာရတာမဟုတ်ချက်တာမဟုတ်ပေါ့နော်ရိုဒီပေါ့နော်အာဒီမှာကျတော့စာအနှဲငယ်ရတာထက်မှဖြစ်ပါတယ်ဒီမှာကျတော့စုတို့ကဒီထန်းထညက်လေးကိုမတော့တာဖြစ်တဲ့အတွက်ကြောင့်ဒီကပြောင်းဖူးအချိုရည်လေးကိုစုထက်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါမနော်စုတို့အခုဆက်ချက်ပြီးတော့ဘလိုမျိုးချက်ပြီးဘလိုမျိုးထည့်ရတယ်လဲဆိုတာချက်ရင်နဲ့ဆက်ပြီးပြောပြတော့မှာဖြစ်ပါတယ်ရှင်စုနဲ့တူလက်ကြည့်ကြပါရှင်ဟုတ်ကဲ့ပါပေါ့နော်စုတို့အခုရည်လေးကို စူအောင်တက်မှာပေါ့နော်ရေလေးစူအောင်တက်မှာစူခုတောက်တဲ့အဲရေကဒီဘလက်900မီလီလာ900မီလီကဘယ်လိုလဲအမဒီကစာတစ်ခွက်စာဒီလောက်ဒီလောက်လေးပေါ့နော်စူအဲ့လောက်လေးတောက်တာပေါ့နော်ဒီကအရည်လေးနဲ့ထထည့်ရမှာဆိုတော့ပေါ့နော်ဒီရေလေးကဘလောက်လဲဆိုတော့369မီလီနဲ့ပြောပြမတောက်အခုတော့စူရေစူလောင်စောက်မှာပေါ့နော်စူစူလောက်လေးနဲ့ ဟင်းနှစ်ခွက်စာလောက်တောက်တာပေါ့နော်ဟုတ်ကဲ့ပါပေါ့နော်စုတော့ဟင်းအိုးလေးစုလာပြီဆိုတော့စုတော့ဒီမှာဟင်းအိုးလေးဆိုတာရေလေးကိုပြောတာပေါ့နော်အဲ့ဒါစုလာပြီဆိုတော့စုတော့ဒီမှာဒီမှာပဒဲကောပေါ့နော်ပဒဲကောလေးကိုစုတော့ထမှာပြီးတော့စုတော့ဆင်ဒီမှာစတော့စက်တော်နေပေါ့နော်စက်တော်နေလေးကိုထမှာပြီးတော့စုတော့ဆင်ဒီမှာစတော့စပလင်ပေါ့နော်စပလင်လေးလည်း ထပ်มาဖြစ်ပါတာဒီလိုဆိုရင်ဒီရှာပြူရွက်လာအဲ့ဒါဘိုင်မကိုပေါ့နော်ဘိုင်မကိုလေးကိုထပ်မှာလာလေးထပ်ပြသားပြီးဆိုရင်စုရဒီကကုံပဇုံပေါ့နော်စုပဇုံထပ်တာဥကောသူရဲ့အကောင့်လိုက်အောင်ပေါ့နော်ဒီပဇုံကကီလိုဝက်လောက်မရှိဘူးပေါ့နော်သူကအလိုပေါင်း၁၀ကောင်လောက်ပဲရှိမှာပေါ့နော်အခုစုထပ်တာအမှား အမှန်ဆိုရင်မမွေရပါတော့ဆူကမွေလိုက်ပြီဆိုတော့အနံ့ညင်းပါလဲဆိုရဆိုညာရပါတော့နော်ဟုတ်ကဲ့ပါပါတော့ခုနကဆူတော့ပစုံလေးထထားရေလေးဆူလာပြီပါတော့ရေလေးဆူလာပြီဆိုတော့ဒီအမြောက်လေးတွေကိုဆူတော့အရင်ခတ်ထုတ်လိုက်မှာပါတော့အနေနဲ့အဒီမြောက်လေးဒါမှဆိုရင်ညစ်ပါတဲ့အမြောက်လေးလည်းပြောလို့ရပါတယ်ပါတော့လာဆိုရင်ရပါတော့အာပြီးသွားပြီဆိုလို့ဆိုရင်ဆူတို့ဒီကတက်တုံဖြူလေးဆူ ထမင်းစားစုံတစုံစားပေါက်တာဒီမြို့ဒီဆိုရင်လည်းတစုံစားတော့ပေါက်တာပဲเนาะထမင်းစားစုံလေးပေါ့เนาะအဲ့ဒါလေးကိုထပ်တောက်တာဖြစ်ပါတယ်ဒီသားပြီးဆိုလို့ဆိုရင်စုရတင်မှာခရမ်းချင်းတူလေးလည်းထပ်သွားမှာပေါ့เนาะ မှန်ဆိုရင်ကောက်ယူမှုရှိလို့ဆိုရင်ကောက်ယူမှုထက်တောက်ချင်လည်းရပါတယ်ပေါ့နော်။တုံတုံယောင်ကပေါ့နော်။ကောက်ယူမှုပါလို့ဆိုရင်ပိုကောင်းလာပေါ့နော်။ဒါပေမဲ့စုမှန်ကြတော့ဝယ်ဖို့မေ့သွားတယ်မရှိပေါ့နော်။အဲ့အတွက်ကြောင့်ရှိတာလေးနဲ့ပဲချက်စားတာပေါ့နော်။ပြီးလို့ဆိုလို့ဆိုရင်ဒီမှာ non flip power ရုပ်ဒီချက်ပေါ့နော်။အဲ့ဒါလေးကို ထမင်းစားဆုံးတစုံစားတော့ထက်တာပေါ့နော်အစကဒီဟင်းအိုးခွက်က ပြောရမယ်ဆိုရင်ဟင်းအိုးဟင်းခိုးကပြောရမယ်ဆိုရင်တပကံလောက်ပဲရှိရှိမှာပေါ့နော်ပကံအကြီးကြီးနဲ့ဆိုရင်ပေါ့နော်ဒါမဲ့စားတဲ့အခါမှာဆိုရင်၃ရောက်စားလောက်စားလို့ရတာပေါ့နော်ဒီဟင်းအိုးကအဲအဲ့ဒါပြီးသွားပြီဆိုရင်စုကဒီကစက်သားမုတ်နော်အရသာမုတ်လေးကိုစုထမင်းစားဆုံးနဲ့အထမင်းစားဆုံးမဟုတ်လက်ဖက်ရဆုံးနဇုံထမယ်ပြီးလို့ဆိုရင်ဒီမှာငံပြရည်လေးငံပြရည်လေးကထမင်းစားဆုံးတဇုံနဲ့အနမ်းငယ်ထက်မှာပေါ့နော်โอเค ဒီတာပြီးဆိုရင်သူတို့ဒီကကြောင်ဖူးအချိုကြီးဟင်ချဲယူလေးပေါ့နော်အဲ့လေကိုစုထမင်းစားစုံတစုံလောက်တစုံနဲ့အနှဲငယ်ပို့ွားတာပေါ့နော်အဲ့ဒါလေးထမင်းတကယ်လို့အချိုမို့ရတာကြိုက်လို့ဆိုရင်အချိုမို့ရတာကိုပဲတောက်ပေါ့နော်အစုကကြတော့ဒီကရတာလေးကိုပဲကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရတာလေးကိုပဲတောက်တာဖြစ်ပါတယ်နော်ပြီးလို့ဆိုရင်ဒီကအမြုပ်လေးကိုထုတ်ရမှာပေါ့နော် ့မြောင်တွေอ่ะဗောနောချက်တဲ့ခါမှာဆင်ခဏလေးပဲဗောနောအကြိုက်ပြုတ်ကြမလို့ဗောနောဒီပဇွန်တွေဆိုရင်ဗောနောတကယ်လို့ကြက်သားဝက်သားအမဲသားတွေဆိုရင်တော့အကြိုက်ပြုတ်ရမှာဗောနောခုကကြတော့ပဇွန်ဆိုတာရေတွေပြုတ်ဆူလာတာနဲ့ကိုထက်လာတာနဲ့10မိနစ်9မိနစ်လောက်ပဲကြက်ဝိုင်းဗောနောအဲဒါကြောင့်စားရတာလွယ်ကူတယ်အချိန်လည်းမကြောက်ဗောနောအခုကဆူလာပြီဒီလိုမျိုးစလေးဆူလာပြီဆိုတော့ဆူတော့အရသာအနေငယ်ဖန်ကြည့်မှာဗောနော อืมဒီရတာလေးကွက်တိပဲပေါ့နော်အမဲစုစာအရတာလေးကိုအနေငယ်ဖမ်းလိုက်မှာပေါ့နော်ခုနကတော့စာမထည့်ရပါတော့စာနဲ့ငယ်ပါမပါလဲသူရရတာမခင်ခုံဒီပေါ့နော်ခင်ခုံဒီဆိုတော့အရာကောင်းတာပေါ့နော်စာလာပဲထမယ်သူကလဖဲ့ဇွန်တော့တဇွန်တော့မရှိနေငယ်လာပဲโอเคပြီးသားပြီးဆိုရင်စုတော့မင်းအနေငယ်ဆော့ပါပေါ့နော်မင်းအနေငယ်ဆော့မယ်ပြီးလို့စင်ဒီက နုဆိုင်ရည်လာအဲ့လိုလေးကိုထက်မှာအကောလုံးလုံးမဟုတ်ဘောနော်သူတော်ဝဲစာလောက်ပဲထက်မှာဘောနော်တော်ဝဲစာလောက်ပဲထုတ်မယ်ကြံတာလက်နှလုံးစာလောက်ပြန်ကြံမှာဘောနော်ဘူးသေးမရှိတော့လေသူကဘူးကြီးနဲ့ပဲယူတော့ပြီးတော့ချက်စားတာဘောနော်ခိုးတစ်ခါတော့ဆယ်သူတအားစူပွင့်အောင်လှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်အလုံးလိုက်ဖြစ်သွားတာဘောနော်ဒီတစ်ခါမှာကျတော့စူပွင့်အောင်မလှုပ်ဘဲနဲ့ဒီလိုမျိုးပုံစံလေးနဲ့ပဲတောက်တာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ရောင်လေးကမိုက်တာဘောနော်โอเคပြီးသွားပြီဆိုရင်သူတို့ဒီကတံညာသီးလေးကိုညစ်ထက်မှာဘောနော် ခုစုတော်ရတမယာလေးကအလုံးသေးနှလုံးပေါ့နော်အလုံးသေးနှလုံးမှာဆိုရင်စုအချင်းကြိုက်တာဖြစ်တဲ့အတွက်ကြောင့်တော်တာဖြစ်ပါတယ်တကယ်လို့အချစ်တို့ဘက်ကအချင်းတိတ်မကြိုက်ဘူးဆိုရင်တလုံးလောက်ထက်ပေါ့နော်မကြီးရရှိလို့စင်မကြီးရတစုံလောက်ထက်ပေါ့နော်စုမှာကျတော့မကြီးရမရှိတော့မထက်တော့ဘူးပေါ့နော်အမှန်စင်စုကမကြီးရစင်ပို့ကြိုက်ပါတယ်အမှန်နှလုံးစားလောက်တော့တာပေါ့နော်အလုံးမကြီးမသေးပေါ့နော်โอเคအဲ့လိုစုတို့မွေလိုက်မယ်မွေပြီးစုတို့ငင်းကြည့်တာပေါ့နော်အရသာရှက်ပဲ โอเคပြီးသွားပြီဆိုရင်ဆုရတီကရှာနာနာပဲနဲ့နာနာပဲပေါ့နော်အဲ့ဒါလေးကိုထက်လိုက်မှာပေါ့နော်အများကြီးကြိုက်လို့ဆိုရင်အများကြီးထက်ပါအနေကြိုက်လို့ဆိုရင်အနေပဲထက်ပါပေါ့နော်โอเคပြီးသွားပြီဆိုရင်ဆုရမင်းပိတ်လိုက်ပါဒီငယ်ဦးဒီအနေတော့လော်တာရှိလို့ဆိုရင်ငယ်ဦးဒီအနေတော့လော်တာထက်ပေါ့နော်ဆုမှကြတော့ထက်တော့ပေါ့နော်မထက်တော့ဆိုတာအစတအားမစားတော့ပေါ့နော်အဲ့အတွက်ကြဒီလိုမျိုးအယောင်လေးနဲ့ပဲဒီလိုမျိုးအရသာလေးနဲ့ပဲရသွားတာပေါ့နော်အခုလည်းမင်းပိတ်ပြီးသွားပြီဆိုတော့ဆုရစားကြည့်လို့ရပါပြီပေါ့နော်သူရရသာစားလို့ရပါပြီပေါ့နော် အဒီမှာပေါ့နော်သူတို့ပုဂံထမ်းမှာထက်တော့မှာပေါ့နော်နာဆက်ထနေပေါ့နော်အမပုဂံတက်လိုက်ပစုံပစုံကောင်းလိုက်ပေါ့နော်သူကလေစကားပြောလို့စဲအဲ့လိုမျိုးပဲပောက်ကရရလိုက်ပါပါပါနဲ့အမခရမ်းချင်းတီးပေါ့နော်အဲအမသူတို့ပုဂံထမ်းမှာထက်ပြီးတော့သူတို့စားပြမှာပေါ့နော်အမြိုင်းမဟုတ်ပေါ့နော်ဒီလောက်လေးလိုက်ပါပေါ့နော် Okay. Okay. အလားဆိုရင်ရပြီပေါ့နော်။ဟုတ်ကဲ့ပါပေါ့နော်။ခုနတော့ကစုချက်စားတဲ့ต้มยำกุ้งสอสอราเลโอบ่เนาะอะคูจัดตวาบิตุยะยะตาบลาที่ก้องตะแลบลูမျိုးแน่ขันษายะตะแลสอราสุอะคูซาปะบิรออะฉิโรไลขันษาจิบ่เนาะประมาณซุมาจ้าเดมาตุยะอีเลโอสุป่าวแมกู๊ดยังก้องแลปิรอติมา bà dùng nhẹ ta lên vào nó ừ. giờ gọi lên cho ai à mà sạp bèo vào nó mm. chút chút lên mm. à này, ít ít lên vào nó tôi giờ vào nha có liền mà อะไรอ่ะสตาร์ทยาอะไรไปบนเนาะยาอะไร အလုံးနဲ့ပဲစုငင်းကြည့်ပြီးတော့စားပြတာပဲပေါ့နော်ခဏလေးကြာစမ်းစုတော့ထမင်းနဲ့ဆက်ပြီးတော့စားမှာပေါ့နော်အဲ့တော့ကြပြီးသွားပြီဆိုတော့အရသာလဲအရန်ကောင်းလဲဆိုတော့အချစ်တို့စုရချက်နေအတိုင်းလေးကို ကြည့်ပြီးတော့လိုက်ဆက်ချာလိုက်ချက်စားချင်လဲရပါတယ်စုအလောင်းနဲ့ပဲအစုတ်တပြီးတော့စုကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင် Thank you.